အော်တိုဘာလပထမ10ရက်အတွင်းဘုံကျဲတိုက်ခိုက်မှုတွေကိုအခုတင်ပြပါမယ်။အော်တိုဘာလ9ရက်နေ့ညပိုင်းမှာဘီလင်းမြို့နယ်ပြင်းမပင်စိတ်ရွာကိုဆေးဥစုကဘုံကျဲတဲ့အတွက်ကြောင့်ကလေးငယ်9ယောက်သေဆုံးခဲ့ပါတယ်။ကလေးငယ်တွေဟာအငယ်ဆုံးက6နှစ်အရွယ်ဖြစ်ပြီးတော့အကြီးဆုံးက12နှစ်အရွယ်ဖြစ်ပါတယ်။အသက်6နှစ်အရွယ် Sorton Twin အသက်9နှစ်အရွယ် Solin ထက်တာအသက်9နှစ်အရွယ် Normingla 4အသက်10နှစ်အရွယ် Norma 3မြင့် အသက်ဆနစ်နှစ်အရွယ်နော်မတန်းတန်းတို့ဖြစ်ကြပါတယ်။ဒဏ်ရာရတဲ့သူတွေကလည်း၁ရက်လောက်ရှိတယ်လို့ဆိုပါတယ်။အော်တိုဘလာရှိရနေ့ည9နာရီဝင်းကျင်မိုးမိတ်မြုပ်နယ်ဝဲပေါင်းကြီးရွာကိုစေုပ်စုကပေါင်250ပုံသုံးလုံးကျဲချပြီးတော့တိုက်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်ကလေးနှစ်ယောက်ပါဝင်လူ9ယောက်သေဆုံးခဲ့ပါတယ်။ကြားလေးယောက်မတ်3ယောက်ဖြစ်ပါတယ်။လူနေအိမ်10လုံးလည်းပျက်စီးခဲ့ပါတယ်။ အော်တိုဘလ၈ရက်ည9နာရီအချိန်မှာချင်းပြည်နယ်မင်းတပ်မြို့ဝမ်မတူကျေးရွာနဲ့ထင်းချောင်းကျေးရွာတွေကိုစစ်ကောင်စီကဘုံကျဲတက်ခိုက်လို့ကျောင်းသား၃ယောက်နဲ့မတန်ဆွမ်းအမျိုးသမီး၁ယောက်စုစုပေါင်း၄ယောက်တိဆုံခဲ့ပါတယ်။တိဆုံသူ၄ယောက်စလုံးဟာထင်းချောင်းကျေးရွာကဖြစ်ပါတယ်။မန္တလေးတိုင်းနထိုးကြီးမြို့နယ်တောင်ဘက်ကမကြီးကုန်းရွာကိုအော်တိုဘလ9ရက်၈ရက်9ရက်နေ့တွေမှာလေကျောင်းတက်ခိုက်ရမှာကလေး၁ယောက်လူကြီး၁ယောက်တိဆုံခဲ့ပြီးတော့ ကလေးရေပါဝင် နောက်ထပ်10ရောက်တန်းရခဲ့ပါတယ်အော်တိုဘလာ7ရက်ည7:00နာရီချိန်မှာရှမ်းပြည်နယ်မိုင်းငော့မြို့မန်လုံရက်ွက်ရက်စကန်ရှိကိုစစ်ကောင်စီကပေါင်250ဘုံနှလုံးဈေးရက်ွက်မှာရော့ကက်ဘုံနှလုံးတာလုံရက်ွက်မှာရော့ကက်ဘုံနှလုံး ကျက်ချတိုက်ခတ်ရမှာအသက်50အရွယ်ရှိဒေါ်လာကြီးအသက်56နှစ်အရွယ်ရှိဥရွှေဟုံတို့တိုက်ဆုံပြီးတော့အသက်18နှစ်အရွယ်မထွေးထွေးအောင်အသက်50အရွယ်ဥတမောင်အေးတို့ဒဏ်ရာရခဲ့ပါတယ်နေအိမ်၈လုံးလည်းပျက်စီးခဲ့ပါတယ်အော်တိုဝါလာ9ရက်နေမှာတော့မိုင်းလုံမြို့မန်ဟုံကျေးရွာကိုပေါင်250ပုံနှလုံးကျက်ချတဲ့အတွက်ခလိငယ်တယောက်အပါဝင်စုစုပေါင်းလူ10ယောက်တိုက်ဆုံပြီးတော့နောက်ထပ်3ယောက်ဒဏ်ရာရခဲ့ပါတယ်ခလိငယ်ကအသက်2နှစ်အရွယ်မောင်အိုက်ဦးဖြစ်ပြီးတော့ကျန်တဲ့သူတွေကတော့အသက်38နှစ်အရွယ် ကိုအိုက်စံကြအသက်35နှစ်အရွယ်ကိုစံပွင့်အသက်29နှစ်အရွယ်ကိုဆိုင်းအောင်စာအသက်28နှစ်အရွယ်ကိုအိုက်ထက်အသက်45နှစ်အရွယ်ဒေါ်အောင်ခင်အသက်25နှစ်အရွယ်မလှစိန်အသက်39နှစ်အရွယ်ဒေါ်အေးမီအသက်29နှစ်အရွယ်မခင်ပအသက်22နှစ်အရွယ်မအေးတိတ်တို့ကိုရောက်ဖြစ်ကြပါတယ်အော်တိုဘလာခုနှစ်ရဲ့မနေ့စောစောမှလဲဆေးဥစုဟာနမ်မတူမျိုးနယ်ကပုပ္ပါယုံဖုန်ကြီးကျောင်းကိုပေါင်250ဘုံနှလုံးကြက်ချခဲ့ပါတယ်ဖုန်ကြီးကျောင်းနဲ့ စတင်ကြောင်းနေမှာစစ်ဖေးဆောင်နေတဲ့ကလေးသင်ငယ်တွေနေထိုင်လေးရှိကြတဲ့အတွက်ကြောင့်အဲ့လိုနေထိုင်လေးမယ်လို့စေအုပ်စုကယူဆထားတဲ့အတွက်ကြောင့်အဲ့ဒီနေရာကိုထိရောက်တဲ့ပြင်မှတ်တွေလို့သဘောထားပြီးတော့စေအုပ်စုကဥတီတိုက်ခတ်နေတာဖြစ်ပါတယ်။အော်တိုဘလာ၂ရက်နေမှာစစ်တပ်ကနမ်မတူမြို့ကိုဘုံကျဲတိုက်ခတ်ခဲ့တဲ့အတွက်အရသား၄ရောက်သေဆုံးပြီးတော့၅ရောက်ဒဏ်ရာရခဲ့ပါတယ်။နမ်မတူမြို့ဟာနေစဉ်ဘုံကျဲခံရတဲ့မြို့တစ်မြို့ပါ။ TNL တိမ့်ပိုက်ထားတဲ့မြို့ဖြစ်တဲ့အတွက်နေတိုင်းလိုလိုဘုံကျဲနေတာပါ။ ကျွန်တော်တို့ Think Media ရဲ့ဗီဒီယိုတွေကိုတစ်ခုလုံးကူးယူတာဖြတ်တောက်ပြင်ဆင်ပြီးတော့ပြန်တင်တာတွေမလုပ်ကြဘူးမြစ်တာရက်ခတ်ပါတယ်အဲ့ဒါလို့ခိုးကူးပြန်တင်လုပ်တာတွေဟာ မီဒီယာရဲ့ရည်ရည်အတွက်ကြီးကြီးမားမားအဟံအတာအနှောက်ယှက်ဖြစ်လာနေပါတယ်ပြည်သက်များအနေနဲ့လည်းခိုးကူးပြန်တင်တာတွေကိုအားမပေးကြဘဲနဲ့မူရင်း TM Media YouTube မှာသာကြည့်ရှုအားပေးခြင်းအဖြစ်မီဒီယာရေရှည်ရည်တည်နိုင်ရေးကိုအားပေးကူညီကြပါလို့မြစ်တာရက်ခတ်ပါတယ်ခင်ဗျာ အစိုးဆုံးလူတက်မှုကြီးကတော့အော်တိုဘာလ6ရက်သတင်းကျလာပြင်းနဲ့6ဦးမြို့နယ်ဘုံတို့ကြီးရွာမှာလုခဲ့တဲ့ဘုံကျဲတပ်ဖြတ်မှုကြီးပါအဲ့ဒီဘုံတို့ကြီးရွာမှာစီမီတပိတ်ပြုလုပ်နေပါတယ်အဲ့ဒါလို့စီမီတပိတ်လုပ်နေတဲ့အချိန်မှာစက်တက်လေဒီတွေ၃ဆင်းထက်မနည်းရောက်လာတယ်လို့အဲ့ဒီနေ့စီမီတပိတ်ပြုလို့ရမှာပါဝင်တဲ့လူတွေကပြောပါတယ်စက်တက်လေဒီပါရာမော်တာတွေဟာအသက်မကြောက်အောင်စက်ကိုရက်ပြီးတော့လေအောင်စီးလာခဲ့ကြပုံရတယ်လို့လည်းဆိုပါတယ် အဲ့ဒီဘုံကျဲမှုဖြစ်စဉ်ကြောင့်တည်ဆုံးသူအ ਨੇ ဆုံး28ယောက်အထိရှိခဲ့ပါတယ်ဖြစ်ခါစားတဲ့ကအယောက်20ဝန်းကျင်ပဲတည်ဆုံးခဲ့ပေမဲ့နောက်ရက်တွေမှာဒဏ်ရာရတဲ့သူတွေကထပ်မံတည်ဆုံးကြတဲ့အတွက်အရေးအတွက်တိုးလာတာပါတည်ဆုံးသူ28ယောက်ထဲမှာအ ਨੇ ဆုံးကလေး9ယောက်ပါဝင်ပါတယ်ဒဏ်ရာရတဲ့သူအရေးအတွက်ကအ ਨੇ ဆုံး56ယောက်ရှိပါတယ်အဲ့ဒီဒဏ်ရာရသူ56ယောက်ထဲမှာကလေးအရေးအတွက်က28ယောက်ပါဝင်ပါတယ် ချောင်းဦးဖြစ်စဉ်ကိုတုံ့တက်ကြည့်လို့ရှိရင်ဒလန်ပေးတဲ့တရင်ကိုတည်တည်ချာချာကြိုရတာတွေ့ရပါတယ်။လူအများစုဝေးနေကြတယ်ဆိုတာကိုလည်းတည်တည်ချာချာသိနေပါတယ်။တရင်ကြိုရမထားဘူးဆိုရင်တောင်မှစီမီတွေကိုကြည်တာနဲ့တည်းလူအများစုဝေးနေကြတယ်ဆိုတာသိနိုင်ပါတယ်။တိုက်ပွဲဖြစ်နေတာမဟုတ်ဘူးဆိုတာကလည်းသိရှင်းလင်းပါတယ်။စီမီနဲ့လူစုဝေးဆန္ဒပြနေတာ ဖြစ်တဲ့အတွက်လက်နက်မဲ့ပြည်သူတွေဖြစ်ကြောင်းကိုတွေးကြည့်ရင်ကောင်းကောင်းသိနိုင်ပါတယ် အဲ့ဒီချက်တွေအားလုံးကိုစူပေါင်းကြည့်လိုက်မယ်ဆိုလို့ရှိရင်ဆေးအုပ်စုဟာလက်နက်မပါတဲ့အာမန်ပြည်သူတွေကိုရွေချက်ရှိရှိနဲ့စီမံကိန်းချအကွက်ချတပ်ဖြတ်ခဲ့တယ်ဆိုတာသိထင်ရှားပါတယ်။ချောင်းဦးဘုံတို့တပ်ဖြတ်မှုဟာစစ်ရာဇဝမှုကြီးပါ။ပစိကြီးမုံလိုက်ခက်မူဆိုးလက်ရက်ကုန်းအိုးရိန်တွင်ရာဇဝမှုကြီးတွေနဲ့အလားတူအလွန်ဆိုးရတဲ့စစ်ရာဇဝမှု war crime လူသားမျိုးနွယ်အပေါ်မှာကျူးလွန်တဲ့ရာဇဝမှု crime against humanity ဖြစ်ပါတယ်။ ရှမ်းပြည်မြောက်ပိုင်းကြောင်မဲမြို့ကိုစစ်အုပ်စုကပြန်ထိန်းချုပ်ပြီး၃ရက်ကြာအောက်တိုဘာလ9ရက်နေ့မှာစစ်အုပ်စုဟာကျေးရွာတွေကိုဆက်လက်ပြီးတော့ပုံကျဲခဲ့ပါတယ်။လွယ်ခေါ်ကျေးရွာနဲ့အနီးနားပတ်ဝန်းကျင်ကို Y12 လေရင်နဲ့ဘုံလုံး20ကျော်တောင်မှကျဲချခဲ့တဲ့အတွက်အရက်သား2ရက်တည်ဆုံးပြီးတော့10ရက်ထက်မနည်းဒဏ်ရာခဲ့ပါတယ်။တိုက်ပွဲပဲဖြစ်ဖြစ်နဲ့ဘုံလုံး20ကျော်ကျဲသွားတာပါ။ရက်ဆက်ကြမ်းကြုတ်မှု atrocity ကိုကွက်ကွက်ကွင်းကွင်းမြင်နေပါတယ်။ အော်တိုဝါလာ၄ရက်နေ့လယ်၁၂နာရီခွဲအချိန်မှာနမ်ဆန်မြို့ဇေတုံဟုံးကျေးရွာကိုစစ်တပ်ကဂျက်ဖိုက်တာအသုံးပြုပြီးတော့ပေါင်150ပုံနှလုံးကျဲချခဲ့ရမှာကလေးငယ်၂ယောက်တေဆုံးခဲ့ပါတယ်။နောက်ထပ်ကလေး၆ယောက်နဲ့လူကြီး၃ယောက်ဒဏ်ရာရခဲ့ပါတယ်။တေဆုံးတဲ့ကလေး၂ယောက်ကအသက်၁၀နှစ်အရွယ်မောင်စရာအောင်အသက်၁၃နှစ်အရွယ်မောင်ထွန်းမျိုးအောင်တို့ဖြစ်ပြီးတော့ဒဏ်ရာရတဲ့ကလေး၆ယောက်ကအသက်၁၀နှစ်အရွယ်မတ်မြတ်ဝန်းချေအသက်၁၂နှစ်အရွယ် မခင်ယူမီအသက်9နှစ်အရွယ်မတ်တန်နာဆိုအသက်17နှစ်အရွယ်မခင်လာပြည့်နှင်းအသက်73နှစ်အရွယ်မထွေးကြီးအသက်14နှစ်အရွယ်မောင်ခန့်သူရိမင်းတို့ဖြစ်ကြပြီးတော့လူကြီး၃ယောက်ကတော့ဥထောင်တန်းဥဖိုးရှန်နဲ့ဥပန်ကျန်တို့ဖြစ်ကြပါတယ်အော်တိုဘလာ၄ရက်ညနေ9နာရီခွဲအချိန်မှာတီဘောမြို့ကျင့်တီရွာကိုဆေးအုပ်စုကကြက်လျင်နဲ့နှစ်ကြိမ်ပုံကျဲတိုက်ခိုက်ပြန်ပါတယ်အဲ့လိုတိုက်ခိုက်မှုကြောင့်အရသား၂ယောက်တည်ပြီးတော့ဒဏ်ရာရတဲ့လူက၃ယောက်ရှိပါတယ် အော်တိုဘားလ3ရက်နေ့ကရွှေဘုံမြို့အောင်မြေချမ်းမြေဘုံကြီးကျောင်းကိုစစ်တပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တဲ့အတွက်ကလေးငယ်အရွယ်ကိုရင်၄ပါးပြန်လွန်တော်မူပြီးတော့ကိုရင်နောက်ထပ်၁၇ပါးဒဏ်ရာရခဲ့ပါတယ်ပြန်လွန်သွားတဲ့ကိုရင်တွေကအသက်၃၃နှစ်၁၄နှစ်အရွယ်တွေဖြစ်ပြီးတော့ရှင်ဝိမလရှင်ညာနိဒရှင်ဥတ္တမနဲ့ဘွဲမတိကိုရင်တစ်ပါးဖြစ်ပါတယ်စစ်တပ်ဟာနေတိုင်းဘုံကျဲပါတယ်အရသာတိတ်ဆုံးတဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုသာကျွန်တော်ကဖော်ပြပြီးတော့အသက်မသေးဘဲနဲ့ ဒဏ်ရာရယုံသာဖြစ်သွားတဲ့ဘုံကျဲမှုတွေကိုခြံလက်ထားခဲ့ပါတယ်အဲဒါကြောင့်နေအနေငယ်တော်တော်လေးနည်းနည်းပါပဲလစ်လက်နေပါတယ်ဘာလို့အသက်မသေးတဲ့ဘုံကျဲမှုတွေကိုကျွန်တော်ကခြံလက်ထားခဲ့တယ်လဲဆိုတော့အရေးအတွက်တွေကတိတ်များလွန်းနေလို့ပါစစ်တပ်ဟာလက်နက်မဲ့အရာသားတွေကိုရည်ရွယ်ချက်ရှိရှိပိတ်မှတ်ထားဘုံကျဲတိုက်ခိုက်နေပါတယ်ဘာကြောင့်ပြည်သူကိုပိတ်မှတ်ထားဘုံကျဲတယ်လဲဆိုတော့တော်လန်စစ်ဟာပြည်သူကိုမှီပြီးတော့မှီကိုပြီးတော့ဆင်နွှဲနေရတယ်ဆိုတာသူတို့သိပါတယ် ပြည်သူတွေအနေနဲ့တော်လိုင်းသမားတွေကိုမထောက်ခံရအောင်၆လန့်တက်ဖြတ်ပြနေတာပါ၆လန့်တက်ဖြတ်ခြင်းဆိုတာ terrorist လို့ရပါစေအောင်စုဟာအစိုးရ terrorist အမျိုးအစားပါစစ်တပ်ကတော့သူတို့ကိုတော်လှန်တဲ့လူတွေရှိတဲ့နေရာကိုဘုံကျဲမှာပဲအခုလိုဘုံကျဲလို့ပြည်သူတွေတည်တယ်ဆိုတာကစစ်တပ်ရဲ့အပြစ်မဟုတ်ဘဲနဲ့စစ်တပ်ကိုတော်လှန်တဲ့သူတွေရဲ့အပြစ်လို့စေအောင်စုအလိုတော်ကြီးတွေကဝါဒဖြန့်ကြတာတွေရှိပါတယ် တတ်တဲ့သူကြောင့်တေရတာကအဓိကမဟုတ်ဖ ೇನೆ ပြည်သူတွေလွတ်မြောက်ရေးအတွက်တော်လန်တဲ့သူတွေကြောင့်ပြည်သူတွေကိုအညှိုးထားပြီးတော့အသက်ခံရတာပါတေရတာပါလို့သူတို့ကတွေးခွဲပြောဆိုနေတာပါဒါဟာတကဘာလုံးမှာရှိတဲ့ဖိနှိပ်သူတွေနဲ့ဖိနှိပ်သူတွေရဲ့အလိုတော်ကြီးတွေတုံးနေကြပြည်ရနဲ့ဝါရဖြန့်ချီရပါမြန်မာပြည်တခုတည်းမှာပဲကျင့်သုံးနေတာမဟုတ်ပါဘူး။ဒါမျိုးဝါဒဖြန့်ချီရာအခုမှပေါ်လာတာလည်းမဟုတ်ပါဘူး။ဒါမျိုးတွေနဲ့ပြည်သူကိုလှည့်စားနေတာတော်လိုင်းရင်းနဲ့သွေးခွဲနေတာဟာ နှစ်ပေါင်းထောင်ချီတောင်ကြပါပြီလွန်ခဲ့တဲ့နှစ်ထောင်နဲ့ချီတဲ့ကာလတွေမှာကတည်းကဒီလိုနိပရိယမျိုးတွေကိုအသုံးပြုနေတာမျိုးကိုတွေ့ရပါတယ်ရှိခဲ့ပါတယ်ပြည်သူလူထုကိုတစုံတစ်ယောက်ကတစုတစ်ဖွဲ့ကတက်ဖြတ်နေတယ်ဆိုရင်အဓိကတာဝန်ရှိသူဟာအဲ့ဒီတက်ဖြတ်တဲ့လူပါပဲလူတက်တာဟာတက်တဲ့သူမှာပဲ90ခိုင်နှုန်းတာဝန်ရှိပါတယ်ကျန်တဲ့သူတွေမှာတာဝန်ရှိရင်300ခိုင်နှုန်း400ခိုင်နှုန်းပဲတာဝန်ရှိပါတယ် ဒီထက်ရှင်းတာတောင်မှဒီလောက်မရှင်းပါဘူးအော်တိုဘာလနောက်ဆုံး၁၀ရက်အတွင်းဘုံကျဲတိုက်ခိုက်မှုတွေအကြောင်းကိုတော့အော်တိုဘာလကုန်ပြီးတော့မှထပ်မံပြီးတော့တင်ပြပါအောင်မယ်ခင်ဗျာ။